ီစီရင်တော့ထုံးစံတိုင်းမျိုး rocket ကိုပုံစံပေါ့နော်။သွားရတဲ့ပုံစံကကျွန်တော် hall လို့ ਨੇ တီးလဲအဆင်ပြေတယ်။ကိုယ့်ကိုတယောက်တည်းတီးလို့လည်းအဆင်ပြေတယ်ပေါ့။အဓိကဒီ intro မှာတီးသွားတဲ့ဒီ riff လေးရမယ်။နောက်ဒီ bass တွေ chorus တွေမှာတီးသွားတဲ့ pattern လေးပေါ့နော် strummy pattern လေးရမယ်ဆိုရင်ဒါအဆင်ပြေတာပေါ့။ပြီးတော့ key ကတော့သူက C key ပေါ့နော် C key ကိုမှဒီ open string တွေသုံးမှာဆိုတော့ A position နဲ့ယူသွားတာပေါ့နော်။တပုတ်လုံးမှာသူ C ရယ် F ရယ် G ရယ်ပေါ့။ ဲ့မှာ C အတွက်ကကျွန်တော် A ပြောင်း D မှာပေါ့ F အတွက်က D ပေါ့ G အတွက်က E ဖြစ်သွားမှာပေါ့နော်အတီးတကောဒီ5 chord လို့ခေါ်မှာပေါ့5 chord ပုံစံပဲ D မှာပေါ့ဥပမာ A chord ကို D မှာဆိုရင်လည်းဒီမှာဆိုရင်5 chord 4 chord 3 chord ပေါ့တော့ D chord ကို D မှာဆိုရင်4 3 2ပေါ့တော့နော်ကျန်တာတွေချန်ပြီး D ရအောင်ပေါ့ E chord ဆိုလည်းဒါ sit 5 4ပေါ့ဒါမှ E chord ကိုတော့ဒီလို ဒီ major ပေါ့နော်3ဂျိုးပါထည့်ပြီးတော့အဲ့လိုတီးရရတယ်နော်ဒီကတော့ five chord ပုံစံပေါ့ major minor မရှိအောင် five chord ပုံစံနဲ့ဂိုင်းပြီးတီးသွားမှာပေါ့အဲ့တော့ဒါ intro မှာစဝင်တဲ့ riff ကသူကအဲဟို timing စခေါ်တဲ့အချိန်မှာ1 2 3 4အဲ့4 beat ရဲ့ end မှာပေါ့နော်အဲ့မှာစပြီးတော့တစ်ချက်ဝင်တာပေါ့ဒီမှာဆိုတော့ဒူဒူမာမီပေါ့နော်ဒါ rock and roll style တွေမှာဒီကျွန်တော်ရဲ့ဒီ advanced class တဲ့မှာလေဒီပုံစံတွေ တီးတဲ့ပုံစံတွေဒါသူတို့ lesson ထဲမှာထည့်ကြပြီးသားဆိုတော့ရင်းနေပြီးသားပေါ့နော်ဒီဟာ rock and roll ပုံစံတွေကအခြေခံဒီလိုခေါ်တာပေါ့အဲ့တော့နောက်တစ်ဆင့်ထပ်တိုးလိုက်တာအဲဒါလေးတွေရထိုင်ရတယ်ပေါ့နော်အဲ့ဒါဒိုးဆိုတဲ့သဘောကဒီဟာပေါ့မာဆိုတော့ဒီ C note ပေါ့အမာနဲ့မီနဲ့ကပ်ရပေါ့နော်ဟုတ်နော်နောက်ဆို လာဆိုတော့တောက်ပြောတာနောက်ထားဒီဘက်မှာကဲ့ရပါနော်အဲ့ဒါလေးယူရအောင်ဒါကိုကော့နဲ့တွဲတီးရအောင်1 2 3 4ဒါဆိုရင်ဒါ5ဂျိုးလေးနဲ့ခုနကဒီးတဲ့ဆိုလာထားတွေကိုယူလိုက်တဲ့သဘောပါနော် ကုံတော့အိမ်တို့တွေတီးမယ် off လေးတွေပါမယ်ဗောနော်1 2 3 4 1 2 3 4ဒီကောလေအဲ့လိုပဲပေါ့ဒီ4ဂျူက မာမီပေါ့ဒီကော့အနေနဲ့တွေ့တဲ့ခါကျအဲသူကအဲ့ဒီဒီကော့အတွက်ကျတော့ခုနကပတ်တန်လေးပဲသုံးတယ်ပေါ့နော်နော်အီကော့ကျတော့ဒီလိုက်မယ်ဒီအတွက်က ပေါ့နော်ဒါစထရမ်မီပက်တန်သုံးပါပေါ့ဒီသချင်းထဲမှာလည်းအဲ့ဒီပက်တန်တီးပါပေါ့နော်ဒီ left note မြူလေးတွေကိုထည့်မှာပေါ့နော်ဒါသချင်းတီးတဲ့အချိန်မှာတီးရတာကအဲ့ပက်တန်လေးတွေဒါကြာဘူးနေကြဖြစ်မှာပါဒါ bump တီးတယ်လို့ ပြောကြပါတော့အများစုကတော့ဒါဗန်တီးတယ်လို့လည်းပြောတယ်ဟုတ်ပါတော့ဒါပါဝါကော်လေးကိုင်ပြီးတီးရမှာပေါ့အဲ့ကြဘတ်စ်မှာဝဲဆောင်းနေကြတယ် န်တာကတဘလုံးတီးရပါတော့အဲဆောစောက intro riff ရခုတီးတဲ့ပုံစံရရင်တတယောက်တည်းလေးအဆင်ပြေတာပါ